င်္ဂလာပါရှင်ဆရာမောင်တို့သူဘာသာပြန်ရေးသားထားတဲ့မော်ရီပီယာဝတ္ထုတို့များ ဆိုတဲ့စာအုပ်လေးကို အပိုင်း၁၆အနေနဲ့တင်ဆက်ပေးပါရစေရှင်ပွဲစားကျုပ်တို့နန်းတော်လေးကားကြီးကတက်လာနေကြတော့မှာအစီခံအန်တိုနီယိုကကျုပ်ကိုသတိပေးစကားပြောတယ်မင်းသမီးစီကများ ညံ့ညံ့ဆဆရက်လိမ့်မယ်လို့တော့ခမည်းတွေးမထားနဲ့သူကမယုံကြည်နိုင်တော့အောင်ကိုကစိနေတယ်ဗျသူ့ယောက်ျားတီကလေးကသူကနေရာတကာမှာဝင်ပြီးစီမံခန့်ခွဲနေတာဘသူမှအေးအေးစိစိနေရတယ်မရှိဘူးဘလို့ကြောင့်လဲသူကအသက်ကြီးလာပြီမဟုတ်လားလို့ကျုပ်ကအမှတ်တမဲ့မေးလိုက်မိတယ်မအိုးသေးပါဘူးဗျအသက်ကလည်းငင်းငင်းလှကလည်းအလွန်လှအလွန်ချောပဲ သူ့အသက်ကအခုမှ25လောက်ပဲရှိပါသေးတယ်။ခမရသူ့ကိုမြင်ရင်နတ်မိမယ်တပါလို့ထင်မှသိကြတယ်။ဒါပေမဲ့အပေါ်ရန်အမြင်ဆိုတာအတွေ့အထင်ကိုလွဲမအောင်လုပ်တတ်တယ်ဗျ။သူ့စကားကြတော့ကျုပ်ကသူ့ဘာသာသူနတ်သမီးပဲဖြစ်ဖြစ်တရေမှာပဲဖြစ်ဖြစ်ငါကတော့ဘီးမဆိုင်ဘူး။ငါအနေနဲ့အဓိကထားတာက ငါရတဲ့ရထိုက်တဲ့ငွေရဖို့ပဲငါကအိမ်ပွဲစားတရားမင်းသမီးကအိမ်ရောက်မဲ့လူငါကသူ့အခန်းကိုရောင်းပေးရမှာရောင်းလို့ထွက်သွားရင်ငါအတွက်ပွဲခယူမယ်ဒါပဲလို့ပြန်ပြောလိုက်တယ်ဟာခမရပြောသလားလွယ်မယ်မထင်မှုဆရာကြီးသူကခမရသွေးကိုညှစ်ထုတ်မှာနော်တတိထားကဲကျွန်တော်သူ့ကိုသွားပြောလိုက်အောင်မယ်ခမရဒီကဆောင်နေ အစီကံဟာကျုပ်ကိုအင်းရှိခံလေးထဲမှာထားခဲ့ပြီးသူ့ပါဇက်ကတခင်မလို့ခေါ်နေတဲ့မင်းသမီးစီကိုသွားတယ်။ကျုပ်ကတော့ဆွဆွဆွအခန်းလေးထဲကစောင့်နေရတယ်။နန်းတော်ကရှေးကြကြနန်းတော်ပဲ။နယံတွေကိုပန်းကွက်ပန်းပြောက်တွေနဲ့ရုပ်တုတွေ ဖော်ထားတယ်။မျက်နှာကျက်မှာလည်းပကြီးရုပ်တွေနဲ့။နောက်ဆုံးမှာ အန်တိုနီယိုပြန်ရောက်လာပြီးတခင်မလေးကကျုပ်နဲ့တွေ့ဖို့အဆင်သင့်မယ်လို့ပြောတယ်။ကျုပ်တို့ဟာအဲခန်းတွေကိုဖြတ်ပြီးတခြားခန်းတွေထဲပို့ပြီးကြည့်တဲ့အခန်းကြီးထဲရောက်သွားတယ်။သပွဲတစ်လုံးမှထိုင်ပြီးစာရေးနေတဲ့မင်းသမီးကိုကျုပ်လှမ်းမြင်ရတယ်။အန်တိုနီယိုကသူ့စီသွားပြီးတေယိုတသေးနဲ့စီညောပရိုယတီရောက်ပါပြီတခင်မလေးလို့ပြောတယ်။မင်းသမီးကမော့မကြည့်ပဲ ဝင်ခဲ့ပါ priority လို့ပြောတယ်။ကျုပ်သူ့နားရောက်သွားတော့စစ်စစ်ဆက်ဆက်ကြည့်လိုက်မိတယ်ဆိုရင်ပဲအန်တိုနီယိုကသူ့ကိုနတ်မိမဲနဲ့နှိုင်းပြောခဲ့တာဟာမလွန်ဘူးလို့ကျုပ်စိတ်ထဲကဆုံးဖြတ်လိုက်မိတယ်။သူ့မျက်နှာဟာတန့်စင်ဖြော့တော့ပြီးချုံမြနေတာပဲ။သပင်ကနဲ့နဲ့မှရှည်လျားတဲ့မြေတောင်တွေကပါးနှစ်ဖက်ပေါ်အုံမိုးနေကြတယ်။နှာခေါင်းကလည်းနှာရန်စင်စင်နဲ့ပေါ်လွင်ထင်ရှားလာပါတယ်။ ပါဇက်ကတိတွယ်တွယ်လေးအပေါ်နှုတ်ခမ်းကအောက်နှုတ်ခမ်းထက်မဆိုးစလောက်လေးကြီးသလိုပဲသူ့ကိုကြည့်ရတာနှင်းစီပွင့်လေးတပွင့်ကြည့်နေရသလိုပါပဲကျိုးကြည့်ဟာသူ့ခန္ဓာကိုယ်ပေါ်ရောက်သွားတယ်ဝှက်ထားတာကအနက်ရောင်ဂျက်ကက်အင်ကြီးသူ့ကိုယ်နဲ့အန်ကိုက်ပဲသူ့ရဲ့ခါသူ့ရဲ့တင်နဲ့သူ့ရဲ့ရင်ဟာပြင်းပြင်းပေါ်လွင်နေပါတယ် ခါကလေးကတိတူတယ်မို့လက်နှစ်ဖက်နဲ့ပိုက်လိုက်ရင်အလိုက်တင်ကလေးပါလာမယ်အနေထားပါစာရေးနေတဲ့လက်ကတော့ဖြူဖွေးနေတာပဲလက်ချမ်းကလေးဟာရှေ့လျားတိတူပြီးပျော့ပြောင်းနူးညံ့လာပါတယ်လက်ညိုးပေါ်မှာတော့စိတ်နဲ့စုပ်ကလေးဝတ်လို့သူကဖြက်ခနဲ့မော့ကြည့်တယ်ချူချူချာချာလှတဲ့မျက်လုံးလေးတွေပါလားဗျာနက်မှောင်ပြုတ်ကျဲပြီးအကြီးတလဲ့လဲ့နဲ့အလွန်သိမ့်မွေ့လာတဲ့အကြည့်ကိုမြင်နေရတယ် ကဲပရန်ရက်ဒီကျမတို့အခန်းကိုသွားကြည့်ကြမလားလို့သူကမေးတယ်အတန်ကလည်းအင်မတန်ချိုအေးနှူးညံ့တဲ့အတန်ပါပဲလားဗျာဟုတ်ဟုတ်ဟုတ်ကဲလို့ကျုပ်ကထိထိထင်ငော့အဖြေပေးလိုက်တယ်။ဒါဆိုရင်တော့ကြစို့ဒီဘက်ကိုလာပါ။လို့သူကပြောပြီးတော့တော့တစ်ချောင်းနဲ့ရှေ့ကထွက်သွားတယ်။ကျုပ်တို့ဟာလာလန်းအတိုင်းပြန်လျှောက်ခဲ့ကြတယ်။ ဆော့ဆော့ကဖြတ်ခဲ့တဲ့အခန်းတွေကိုကြော်ဖြတ်ပြီးရှေ့အခန်းလေးထဲရောက်သွားတော့ရှေ့ကနေပြီးအခန်းတကားဖွင့်ပေးဖို့လုပ်နေတဲ့အန်တိုနီယိုကိုမင်းသမီးကလှမ်းပြော်တယ်။ဒီမဲ့အန်တိုနီယိုမိထားတဲ့လူတွေကို ပြောထားစမ်းအခန်းတွေထဲကမိဖို့တွေမှာကြောင်မီးသွေးတွေထည့်ပြီးမထည့်တော့နဲ့လို့အခန်းတွေအားလုံးပူပြီးအသက်ရှူရတာမွတ်ကျနေပြီ။ကျုပ်အားအသင့်သွားတယ်။ ။ဘာကြောင့်လဲဆိုတော့အင်းရှိခန်းကလေးရောတခြားခန်းတွေရောဆူဆူထိုင်မှန်ပြီးအိဆက်နေတာအတိတာကြီးပဲ။ကျုပ်တို့ဟာလှေကားကနေပြီးအပေါ်ထက်ကိုတက်ခဲ့ကြတယ်။သူကရှိကကျုပ်ကတော့နောက်ကသူကရှိကဆိုတော့သူ့ရဲ့ကိုလုံးလှကိုကျုပ်ကောင်းကောင်းကြီးမြင်နေရတယ်။အရက်ကမြင်မြင်ကိုလုံးကိုယ်ထဲကလှလာရန်ရှာပုံကလည်းလှသလားမမေ့နဲ့ သူ့ကိုယ်ဘော်ကအနက်ရံဝတ်စုံတွေကြောင့်သူ့လေတိုင်းနဲ့လက်တွေရဲ့အယောင်ဟာပိုပြီးလှနေတယ်။ကျို့တို့ဟာလှေကားမကြီးအတိုင်းတက်သွားပြီးနောက်ဘက်ကလှေကလေးတစ်ခုကိုဆက်တက်ခဲ့ကြတယ်။နောက်ဆုံးမှရောင်းမဲ့အခန်းစီတက်တဲ့လှေကားကိုရောက်သွားတယ်။သူလှေကားတူကလေးကိုရှေ့ကတက်သွားနေချိန်မှာကျုပ်ဟာသူ့ချစ်တော်တွေကို ကြည့်မိမှဆိုလို့မျက်လွာချထားရတယ်။ကျုပ်မကြည့်ချင်ဘူးလေ။ ကိုချစ်နေတဲ့မိမတယောက်ရဲ့ဂုံတိတ်ခါကိုလေးစားသမှုပြုတဲ့လူဟာဒီအလိုမျိုးကိုရှောင်ကြတယ်မဟုတ်လားကျုပ်အနေနဲ့အဲ့ဒီသဘောနဲ့မကြည့်တာပါကျုပ်တို့မကြခင်မှာပဲအခန်းထဲရောက်သွားကြတယ်ဟိုတခါတုန်းကကျုပ်မြင်တွေ့ခဲ့ရတယ်လို့ပါပဲအုတ်တမန်တလင်းခင်းထားတဲ့အခန်းကြီးနှခန်းကတော့မျက်နှာကြည့်အောင်နာကကဲပြီးဖောက်ထားတဲ့ပြတင်းပေါက်တွေရှိတယ်အပြင်ကိုကြည့်လိုက်ရင်ကောင်းကင်ပြင်ကလွဲလို့ဘာမှမမြင်ရဘူး တတိယအခန်းကတော့ခက်သေးသေးရဲ့အပြင်ဘက်လေသာဆောင်ကိုထွက်နိုင်တဲ့အပေါက်တစ်ပေါက်လည်းရှိတယ်။မင်းသမီးကတကားကိုဖွင့်ပြီးလေသာဆောင်ဘက်ကိုထွက်သွားတယ်။ဒီမှာလာကြည့်စမ်းပါဦးပရယတီ။ရှုခင်းဘလောက်လှတယ်ဆိုတာမြင်ရလိမ့်မယ်။လို့လေလှမ်းပြောတယ်။မှန်ပါတယ်။အလုံးလှပါတဲ့ရှုခင်းပါပဲ။လေသာဆောင်ပေါ်နေပြီးကြည့်လိုက်ရင် ရောမမျိုးတစ်မျိုးလုံးကို အပေါ်စီးကမြင်နေရပါတယ်။ အစုံနိုင်တဲ့ခမိုးတွေအခုံးကြီးတွေနဲ့မျောစင်ကြီးတွေအားလုံးကို ပြက်ပြက်ထင်ထင်မြင်နေရပါတယ်။နေသားတဲ့နေဆိုတော့အောက်ဘက်ကအဆောက်အုံတွေနဲ့မိုးကောင်းကင်ပြက်ပြက်ဟာအင်မတန်လိုက်ဖက်ကြီးလာပါတယ်။ကျောက်ဟာအောက်ဘက်ကရှုကင်းကို မျောကြည့်နေပါတယ်။ဒါပေမဲ့အမှန်တမ်းဝန်ခံရမယ်ဆိုရင်တော့ကျောက်မျက်လုံးတွေဟာရှုကင်းကိုသိပ်မမြင်ဘူး။ ကျုံနေနဲ့မင်းသမီးအကြောင်းကလွဲပြီးတခြားဘာမှမတွေးနိုင်တော့ဘူးမဟုတ်လားဒါပေမဲ့ကျုပ်ဟာတက်နိုင်တည်း၍ကိုယ့်စိတ်ကိုပြန်ထင်းပြီးရေချိုးခန့်တို့ဘာတို့ကတော့ခမညာလို့သူ့ကိုလှမ်းမိလိုက်ပါတယ်။အော်ရေချိုးခန့်ကြည့်ချင်လို့လားဒီဘက်မှာလာကြည့်လေလို့သူကပြောပြီးစောစောကကျုပ်တတိမပြုတ်မိခဲ့တဲ့အခန်းလေးတစ်ခန်းစီခေါ်သွားတယ်။ အခန်းကရေချိုးခန်းအဖြစ်အသွင်ပြောင်းထားတာကြာသေးပုံမရဘူး။တစ်ချက်ကြည့်ုံနဲ့အပေါ်စားပစ္စည်းတွေနဲ့လှုပ်ထားတဲ့အခန်းမှန်သိတ်ကိုတည်တာနေတယ်။သူကတကားကိုပြန်ပိတ်လိုက်ပြီးခမကြီးအလယ်မှာသွားရက်တယ်။ပြီးတော့လက်နှစ်ဖက်ကိုကြက်ကက်အင်းကြီးအိတ်ကက်ထဲနှိုင်းပြီးကြုတ်ကိုလှမ်းမိတယ်။ကဲပရိုင်ယတီကျမတို့ဈေးဘယ်လောက်ခေါ်ရင် ကောင်းမလဲတဲ့။ ကျုပ်အနေနဲ့ကသူ့အလှကို တွေးနေမိတာရဲ့သူနဲ့ကျုံနဲ့နှစ်ယောက်တည်းအခန်းထဲမှာရှိနေကြရဲ့ကိုသတိထားမိနေတဲ့အတွက်ကျုပ်ဟာသူ့မိကွန်းကိုရုတ်တရက်ပြန်မဖြစ်နိုင်ဘူးသူကလည်းကျုပ်ကောင်းထဲမှာဘာတွေရှိနေတယ်ဆိုတာသိဟန်တူတယ်ဗျာသိလားသူ့ဖနက်နဲ့ကျမ်းပြင်ကိုတစ်ချက်နှစ်ချက်ဆောင်းလိုက်ပြီးထက်မိတယ်ရှင်ဘာတွေများတွေ့နေသလဲဆိုတာကျမမေးပြရစီလားတယ် ကျုပ်ကကြပြကြရပြန်ပြောတယ်။ကျွန်တော်တွက်ချက်ကြည့်နေတာပါ။အခန်းက၃ခန်းတက်လီကမပါဘူး။ဝယ်တဲ့လူကသူ့လက်ထဲရောက်မှတက်ရမှာ။အဲ့ဒီတော့ဒီဟာ၃တန်းခွဲလောက်ဈေးခေါ်ဖို့အကြံပြုပါရစေ။ဒီလိုရှိရယ်ပရန်ဒီလို့သူကပြန်ပြောတယ်။ကျမကတော့လီယာ9တန်းခေါ်ဖို့စိတ်ကူးထားတာတဲ့။ရုတ်တရက်တော့ကျုပ်ကြောင်တက်တက်ဖြစ်သွားတယ်။ သူလာနဲ့သူ့ရဲ့စီးပွားရေးဆန်လုံးနဲ့သဘောထားကိုအံ့ဩနေမိတယ်။ဘာပဲဖြစ်ဖြစ်ပေါ့လေ။နောက်ဆုံးမှာတော့ကျုပ်ကလီယာခုနှစ်တန်းဆိုရင်တော့ဘသူမှဝယ်မှာမဟုတ်ဘူးလို့ပြန်ပြောလိုက်မိတယ်။ဒီရက်ွက်ကပါရီယိုလီရက်ွက်မဟုတ်ဘူးလေ။လို့သူကပြန်ပြောတယ်။ပြီးတော့ဒီနန်းတော်ကတမန်ဝင်နန်းနော်။ရောမမျိုးရဲ့အလဲဘဟုမှာရှိနေတာ။အဲ့ဒါတွေထက်စင်းစားမှာပေါ့။ ကျုပ်တို့ဟာဈေးကိစ္စကို အချိန်ယူပြီးဆွေးနွေးကြတယ်။သူကအခန်းအလယ်မှာရက်လို့ကျုပ်ကတော့သူနဲ့နီးနီးကပ်ကပ်ဆိုရင်စိတ်နောက်ကိုပါဖြစ်သွားမှာကြောက်တာနဲ့ခက်ခွာခွာမှာရက်ပြီးနေတယ်။ကျုပ်ပါဇက်ကစကားတွေအမြင်မပြတ်အောင် ပြောနေပေမဲ့စိတ်ထဲမှာတော့သူ့အကြောင်းပဲတွေးနေတာ။ကျုပ်နေနေကတော့သူ့တကိုယ်လုံးကိုမျက်လုံးတွေနဲ့ဝါးမျိုးစတော့နေပါတယ်။နောက်ဆုံးမှာတော့သူဟာ စိတ်မပတပါနဲ့ပဲဈေးကိုလီယာလေးတန်းသတ်မှတ်ဖို့သဘောတူခဲ့ပါတယ်။တကယ်တော့ဒီဈေးဟာအတော်ကိုများတဲ့ဈေးပြ။ဝယ်သူအနေနဲ့အိမ်ကိုပြုပြင်ရအောင်မ။အခွန်အခတွေကလည်းပေးရအောင်မဆိုတော့နောက်ထပ်ငွေကုန်ကြေးကြများအောင်ပါပဲ။အနည်းဆုံးလီယာ6တန်းဒီပါတော့ကုန်မှအသေးချာလောက်ပဲ။ဒါပေမဲ့ကျောက်စီမှာဝယ်နိုင်လောက်တဲ့လူတယောက်အဆင်သင့်ရှိနေတယ်။ ဒါကြောင့်ကျုပ်ကသူ့ကိုအကြောင်းစုံပြောပြပြီးသူ့အိမ်ကပြန်လာခဲ့တယ်။နောက်တနေ့ကျတော့ကျုပ်ဟာမင်းသမီးရဲ့အိမ်မျိုးနဲ့နေရာမျိုးကိုရှာနေတဲ့ဘိသူကပညာရှင်လူငယ်တယောက်ကိုခေါ်ပြီးမင်းသမီးအိမ်ကိုတစ်ခေါက်ရောက်သွားတယ်။မင်းသမီးကသူ့တော့ယူပြီးအခန်းကိုလိုက်ပြတယ်။ဘိသူကလူငယ်ကဈေးနည်းနည်းပါးပါးစစ်တယ်။နောက်ဆုံးမှာတော့မင်းသမီးပြောထားတဲ့လီယာလေးသန်းနဲ့အယောင်းဝယ်လုပ်ဖို့တဲ့သွားတယ်။ ။နောက်နေ့မနေ့ကျတော့ဆော့ဆော့စီစီ၈နာရီတောင်မထိုးသေးဘူး။ကျုံမီမာကအိမ်မောကျနေစေဖြစ်တဲ့ကျုပ်ကိုလာနှိုးတယ်။မင်းသမီးကဖုံးဆက်နေတယ်တဲ့။ကျုံအချင်မူတို့နဲ့ထသွားပြီးဖုံးကင်နေ။သူ့အတန်ကအင်းမြနူးညံပြီးနဝင်းကိုခြုံနေတာပါပဲဗျာ။အာယာညညောင်းနဲ့တင်းကြီးတာတန်လေးနားထောင်နေရသလိုပါပဲအဲ့ဒီဒေသန်ကိုသာကျုပ်ကရဝတ်ဆောင်ကြီးနဲ့ ်အင်မတန်အိဆန်နေတဲ့တမန်တလင်းပေါ်မှာဖက်နှက်မပါတဲ့ခြေထောက်တွေနဲ့ရံပြီးနားတော်တာဆင်နေရတာဗျာကျုံမေမာကညှက်ဖက်နှက်တရံယူလာတယ်ကျုပ်ရှေ့မှာဒူးထောက်ထိုင်ပြီးကျုပ်ရဲ့ခြေထောက်ကိုဖက်နှက်ဆွပေးတယ်ပြီးတော့ကိုယ်ရင်းညီပြေးယူပြီးအခုံးနှစ်ဖက်ပေါ်တင်မိတယ်မင်းသမီးပြောနေတဲ့စကားတွေကို ကျုပ်အားလုံးလိုလိုနားမလည်ဘူးဒါပေမဲ့သူပြောသမျှအားလုံးတွေက ။နေရာ၅တန်းဆိုတဲ့စကလုံးကတော့ရုတ်တရက်ကျုပ်အဆိုင်ကို အထုခံလိုက်ရတယ်လို့ဖြစ်သွားတယ်။ကျုပ်ကလည်းချက်ချင်းပြန်ပြောတယ်။မဟုတ်ဘူးမင်းသမီးရဲ့ကျွန်တော်တို့ကလေးတန်းနဲ့ပြောဆိုထားပြီးပြီမဟုတ်လား။အခုမှတစ်ခါပြန်ပြင်ပြောရမယ်ဆိုရင်စီပွားရေးလုပ်ငန်းမှာပုံသေးသားလို့ပဲဖြစ်မလဲ။ကျမကတော့၄၅တန်းရမှာပဲရောက်နိုင်မယ်။မရရင်တော့လုံးဝမဖြစ်နိုင်ဘူး။ ဒါပေမဲ့သူကဝမ်းမင်မထင်ဘူးရှင်ဟာအယုတယောက်ပဲ priority ရှင်ဒါရီစဉ်းစားနေကြလို့သလားအိုးဘာပဲဖြစ်ဖြစ်ကျမကတော့လီယာငါးတန်းရမှရောက်မှာမရရင်မရဘူးဒါပဲအမှန်ပြောရရင် သူကကျုပ်ကိုအယုလို့ပြောလိုက်တဲ့စကားပေါ်မှာကျုပ်ဘလို့မှမအောင်မိခဲ့ဘူးစော်ကားတယ်လို့လည်းမထင်ဘူးပန်းလေးတစ်ပွင့်နဲ့ပေါက်လိုက်တယ်လို့ပါပဲ။ ကျုပ်ကသူ့ဆန္ဒအတိုင်းဖြစ်အောင်လုပ်ပေးပါမယ်လို့ပြောလိုက်တယ်။ချက်ချင်းပဲကျုပ်လူစီဖုံးဆက်ပြီး အကျိုးအကြောင်းပြောပြတော့ဟိုလူရဲ့တန်အံ့တော်ရေရွတ်တန်ကိုကြားလိုက်ရတယ်။ဘာလဲခမားတို့နောက်နေကြတာလားဗျာ။တရက်ပဲရှိသေးတယ်။လီယာတတန်းအထိဈေးတက်ရတယ်လို့ပဲ။ကျွန်တော်လည်းမတတ်နိုင်ဘူးဗျာ။ပိုင်ရှင်ကဒီတိုင်းပဲပြောနေတာကိုအင်းပေါ်လေး ျွန်တော်ထပ်ပြီးစဉ်းစားပါဦးမယ်စဉ်းစားပြီးရင်တော့ကျွန်တော်စီအကြောင်းကြားပါဟုတ်ကဲ့ပါစဉ်းစားပြီးရင်ပြောပါမယ်ဒါပေမဲ့သူ့စီကသူ့စကားကြားရတာဒါနောက်ဆုံးမယ်နောက်ပိုင်းမှာတော့မင်းသမီးနဲ့ကြုံနေပိုးပြီးတရင်တနီဆက်ဆံလာခဲ့ရတယ်ဆိုပါတော့သူကတစ်နှစ်သုံးခါလောက်ဖုန်းဆက်တယ်သူ့စီကဆက်တိုင်းကျုပ်မိမကကျုပ်ကိုခက်နောက်နောက်လေးတန်နဲ့ ထုံးစံတိုင်းမှာပဲရှင်မင်းသမီးကခေါ်ရမှုပြန်ပြီလို့ပြောလို့ရှိပါတယ်။ကျုပ်ကလည်းချစ်သူစီကလာတဲ့တယ်လီဖုန်းကြနေတာပဲ။ရင်းနေပါတွေတုံလုံး။ဒါပေမဲ့ဗျာမင်းသမီးကအတော်ငွေမှတ်တာပဲ။ကိုကုတ်စလည်းအတော်နိုင်နေ။ခေါင်းကလည်းမာသလားမမီးနေ။ပြီးတော့အခအခွေကလည်းများညံကလည်းများတဲ့ဗျာ။ကျုပ်အနေနဲ့အမှန်တိုင်းဝန်ခံရမယ်ဆိုရင် ူ့နှလုံးသားထဲမှာငွေတက်တာတစ်လုံးတောင်ရှိမယ်လို့ထင်နေ။သူ့အနေနဲ့ငွေကလွဲပြီးတခြားဘာကိုမှမသိဘာကိုမှမမြင်တဲ့အနေအထားမှာရှိနေတယ်။အခုဆိုရင်ဖုန်းတစ်ခါဆက်တိုင်းသူ့အိမ်ဈေးကတစ်ခါတက်နေတယ်။ဈေးတင်ပြီးဆိုရင်လည်းအကြောင်းပြချက်တမျိုးတော့ပါလာတယ်။ဒီနေ့ရေချိုးခန်းအတွက်သူ့ဘယ်လောက်ထိကုန်ထားရတယ်။ဘာညာနဲ့ပြောတယ်။နောက်တနေ့ကျတော့ သူရောက်မဲ့အခန်းကစုခင်းသိလာတဲ့အကြောင်းပြောပြီးဇစ်တက်တယ်။နောက်တရက်မှာတော့ဘတ်စကာမတ်တိုင်ကနန်းတော်ရဲ့ရှစ်တက်တက်မာတင်ဆိုတော့တိတ်ပြီးအဆင်ပြေတယ်လို့ဆိုပြန်တယ်။ဒီလိုနဲ့ပဲကျုပ်ကသူပြောထားတဲ့အတိုင်းလီယာငါးသန်းနဲ့တင်းခံထားတယ်။ဈေးကတော့များတာအမှန်ပဲဗျာ။ဝယ်လိုက်မယ်လို့ထင်ရတဲ့လူတွေတော်တော်များများကတော့လာကြပါရဲ့။ဒါပေမဲ့စိုးဈေးကိုကြားလိုက်တာနဲ့တပြိုင်တည်းလန့်ကုန်တာပဲ။ ူတို့မျက်နာကိုတစ်ခါပဲမြင်လိုက်ရတယ်။နောက်တစ်ကြိမ်မမြင်ရတော့ဘူး။နောက်ဆုံးမှာတော့ကံအားလျော်စွာပဲသူ့နေရာကိုသဘောကျတဲ့လူတစ်ယောက်နဲ့တွေ့တယ်။ဒီလူကမီလန်မြို့ကလုပ်ငန်းရှင်တစ်ယောက်ပါ။သူ့ရဲ့အချစ်တော်မိန်းကလေးတစ်ယောက်ကိုထားဖို့နေရာရှာနေတဲ့လူပေါ့။သူကတော့လက်တွေ့သမားပဲ။ဈေးကွက်ချီနေရောငွေတန်ဖို့ရော နားလဲတဲ့လူဆိုတော့အထူးပြောစရာမလိုတဲ့လူစားပါ။ အသက်က40ကျော်50တွင်အရက်ကထောင်ထောင်မောင်မောင်မျက်နှာကရှည်ရှည်သွဲသွဲပါဇက်တစ်ခုလုံးရွှေသွားတွေအပြည့်နေဗျာသူအင်ကိုလာကြည့်တော့စစ်စစ်ဆက်ဆက်လိုက်ကြည့်တာကြည့်လဲပြီးရော တခါတည်းမင်းသမီးပတ်လဲပြီးအပေါ်စကားတွေမပါပဲတဲတို့ပြောချတာပဲခမ ्या အင်ကတကယ်ကြွတွင်တွင်မယ်မိလန်မြို့မှာဆိုရင်ဒီလိုအင်မျိုးကို အဝတ်လျှော်တဲ့အိမ်ဖြစ်ကလွဲပြီးတခြားဘာမှသုံးလို့မရဘူးခမ ्या ပြောတဲ့ဈေးကလီယာ၅တန်းဆိုတော့ကဆိုကြပါစို့ရေကျုပ်လက်ထဲရောက်လို့ပြင်းတင်ကြတွေပြင်လိုက်ရင်လီယာ၇တန်း၈တန်းကတော့အသာကလေးပြုတ်သွားမှာပဲဒါပေမဲ့ကိစ္စမရှိပါဘူးဓာတွေအသာခောက်ထားလိုက်ပါဈေးကွက်ဥပဒေသားကရောင်းလို့အားနဲ့ဝယ်လို့အားပေါ်မှာတည်မိနေတာမဟုတ်လားအခုခမ ्या က တိတိုက်ခန်းကိုတကယ်ဝယ်ကျင်တဲ့လူနဲ့တွေ့နေပြီဆိုတော့ခမရဘက်ကအမှန်ပါတယ်။ဒါပေမဲ့ဗျာဒီလူအဲ့တလူလုပ်ငန်းသဘောအရာပြောင်ပြောင်တင်းတင်းပြောလိုက်တာဟာမှားသွားတယ်လို့ဆိုရတော့မှာပဲ။သူလည်းပြန်သွားရောမင်းသမီးကစိတ်ထိတ်ခိုက်တဲ့အနေနဲ့ကြုတ်ကိုပြောတယ်။ကျမတို့အကြီးအကျယ်မှားပြီတယ်။ဘာ?ဒီဟာငါတမ်းမဲတောင်းမိတာမှားပြီ။ ဒီလိုအနေနဲ့ခုနှစ်တန်းဆိုလဲပြေးမှာပဲမဟုတ်သေးဘူးခမ ्या အယူဆလွဲနေပြီလို့ကျုပ်ကပြန်ပြောတယ်ခမ ्या ဒီလိုရဲ့ပုံစံကိုနားမလည်ဘူးသူ့မှာငွေအများကြီးရှိတာလဲမှန်ပါတယ်သူ့အပြော်မယားကိုချစ်နေတာလဲတန်လျက်ဖြစ်เสียမှာရှိပါဘူးဒါပေမဲ့အခုပေးတဲ့ဈေးထက်တော့ဘယ်နည်းနဲ့မှပိုပေးမှာမဟုတ်ဘူး သူချစ်နေတဲ့မိမတယောက်အတွက်ယောက်ျားတယောက်ကလုံမပေးနိုင်ဘူးဆိုတဲ့အလုပ်ဟာရှားပါတယ်။ဒါကိုရှင်းနားမလဲပါဘူး။လို့သူကပြန်ပြောတယ်။ပြောရင်နဲ့ကျုပ်ကိုကြိလိုက်တဲ့သူ့မျက်လုံးတွေထဲမှာလောဘရိတ်တွေမြင်နေရတယ်။ကျုပ်လည်းစိတ်ရှုပ်လာတယ်။အေးလေခမပြောတာမှန်ကျင်လဲမှန်ပေမပေါ့။ဒါပေမဲ့ကျွန်တော်ကတော့ကျွန်တော်ပြောတာမှန်တယ်လို့ထင်တာပဲ။ နောက်နေ့မှမီလန်မြို့သားဟာသူ့ရှင်နေတဲ့အတူနန်းတော်ကိုရောက်လာတယ်။တို့တို့အားလုံးလည်းထိုင်မိရောမင်းသမီးကကျမပြောရမှာတော့စင်မကောင်းပါဘူးစီညိုရာကာစီယာကြီး။ဒါပေမဲ့ကျမပြန်စင်စားလိုက်တော့မနေ့ကကျမပြောတဲ့ဈေးနဲ့ရောင်းဖို့မဖြစ်နိုင်ပါဘူးရှင်။လို့ပြောတယ်။ခမည်းပြောတာဘယ်လိုအတိတ်ပဲလဲ။ကျမပြောတဲ့အတိတ်ပဲက ကျမ406တန်းလိုချင်တယ်လို့ပြောတာပါကာစီရာဂီဆိုတဲ့လူဖြစ်သောပုံကို မြင်စေချင်ပါတယ်ဗျာသူဟာထိုင်နေရကဖြတ်ခနဲ့ထရဲပြီးမင်းသမီးဘက်ကိုဥညွတ်လိုက်တယ်ပြီးတော့ကျွန်တော်နှုတ်ဆက်လိုက်ပါတယ်ခမညာလို့ပြောပြီးအခန်းထဲကထွက်သွားတယ်သူလည်းထွက်သွားရောကျုပ်ကကဲတွေ့လားဘသူမှန်တယ်လေလို့ င်းသမီးဘက်လဲပြီးမေးလိုက်တယ်။ဒါပေမဲ့သူကတော့မဖြုံဘူးဗျ။မပူပါနဲ့လို့ပြောတယ်။လီယာ၆တန်းနဲ့ဝယ်မဲ့လူတယောက်တော့ကျမတို့မတွေ့ပဲမနေပါဘူးတဲ့။ကျုပ်စိတ်သေးကသူ့ကိုတရေတပတ်တွေစီသွားနေတော့လို့ပြောလိုက်ခြင်းနဲ့စိတ်ပေါ်လာတယ်။ဒါပေမဲ့သူ့ကိုချစ်နေတော့မပြောရက်ဘူးဗျ။သိလား။အေးဗျာ။ထူးခြားရာတစ်ခုက ကျုပ်သူ့ကိုချစ်နေလို့လားတော့မပြောတတ်ပါဘူးမကြခင်မှာပဲသူ့အတွက်လီယာငါးတန်းခွဲထိပေးပြီးဝမ်းမဲ့လူတရားပေါ်လာပြန်နေတကယ်တော့ဒီစည်းဟာတတော်ကိုမြင့်နေတဲ့စည်းပါသူကတောပိုင်းကလူတယောက်ပါကိုလုံးတော်တော်အယက်မြင့်မြင့်နဲ့ဝုံဝုံတကောင်နဲ့တိတ်တူတယ်နာမည်ကပင်တိုဖီတဲ့ကျုပ်ကတော့သူ့ကိုမြင်မြင်ချင်းသိပြီးမျက်နှာကြောမတက်ခြင်းဘူး ကျုပ်သူ့ကိုခေါ်သွားလို့မင်းသမီးနဲ့တွေ့တဲ့အခါကျတော့လေ"သူဘာကြောင့်ဈေးမစစ်တာလဲ"ဆိုတဲ့အကြောင်းရင်းကိုချက်ချင်းသဘောပေါက်လာတယ်။သူတို့နှစ်ယောက်ဆုံမိတဲ့အခါမှာအမေငယ်ပေါင်းကြီးပေါ်တွေကြနေတာပဲ။စကားတွေတရင်တနီပြောလို့ဆိုလို့ဗျ။သူမင်းသမီးကိုကြည့်ပုံကလည်းတမျိုးပဲ။တန်လျက်ဝင်စရာမရှိပါဘူး။ကျုပ်တို့လည်းထုံးစံအတိုင်း အခန်း၃ခန်းနဲ့ရေချိုးခန်းကိုလိုက်ပြပြီးမှမင်းသမီးကသူ့ကိုအပြင်ရှုခင်းပြဖို့လာတာဆောင်တဲ့ခေါ်သွားတယ်။သူကတော့အပြင်ထိမလိုက်တော့ပဲအခန်းထဲမှာရက်နေခဲ့တယ်။သူတို့ကိုတော့ကောင်းကောင်းကြီးမြင်နေရပါတယ်။သူတို့ဟာလာတာဆောင်လက်ရန်ပေါ်လက်တွေတင်းပြီးရှုခင်းကိုကြည့်နေကြတယ်။ကျုပ်ကမြင်ပါတယ်ဗျ။ဟိုငနေကမတော်တဆလိုလိုဘာလိုလိုနဲ့ မင်းသမီးရဲ့လက်ပေါ်သူ့လက်ကိုတင်းပြီးအုပ်ကင်ထားတယ်။ဘယ်လောက်ကြာကြာကင်ထားသလဲဆိုတာသိကျင်လို့ကျုပ်တင်းနဲ့သုံးလေးကြည့်ထားတာ20အထိရောက်တယ်။အနည်းဆုံးစက္ကန့်20တော့ရှိမှာပဲ။စက္ကန့်20လက်ပြေးရောမင်းသမီးကသူ့လက်ကိုပြန်ရုပ်ပြီးအခန်းထဲပြန်ဝင်လာတယ်။တူတူပြောရရင်အခန်းကိုသူကြိုက်ကြောင်သူနဲ့အလွန်တင့်တော်ကြောင်ပြောပြီးပြန်သွားတယ်။ ကျုပ်တို့နှစ်ယောက်တည်းကြံခဲ့ကြတယ်။မင်းသမီးကတော့အချက်မရှိပါဘူးဗျာ။တွေ့တယ်မဟုတ်လား priority ။ကျမတောင်းတဲ့လီယာငါးတန်းခွဲလေ။ပေးတာပဲမဟုတ်လားလို့ပြောလိုက်သေးတယ်။နောက်နေ့ကျုပ်ရောက်သွားတော့ခါတိုင်းလိုပဲအခန်းထဲကစပွဲမှာထိုင်ပြီးကျုပ်ကိုမျှော်နေတာတွေ့ရတယ်။ဒီမေ priority မနေ့ကရှင်ကျမဘာကိုသိခဲ့တယ်လို့ရှင်းတင်တယ်လေ။ ကျမရှင့်လူနဲ့အပြင်ထွက်ပြီးမြို့ရှုခင်းကိုကြည့်နေတော့ကကျမသိခဲ့ရတာကိုပြောတာပါတဲ့သူကခမည်းကိုတိုက်နေတာကိုပြလို့ကျုပ်ကပြန်ပြောချင်တာဒါပေမဲ့ကျုပ်စိတ်ကိုထိန်းထားလိုက်ပါတယ်သူကတော့ကျမတွေ့ခဲ့တာတခြားမဟုတ်ဘူးအပေါ်ကနေကြည့်ရင်တတော့မှာဘော်ဟီးစပန်းချန်ကိုမြင်နေရတယ်ပရန်ယတီရဲ့အဲ့ဒီတော့ ျမတို့ကတန်ချောင်းဘူတုံထူးကြမှာပဲဖြစ်မယ်။ဒီနေ့ရှင့်လူ ပန်နိုဗီရောက်လာရင်လီယာ6တန်းခွဲတောင်းမယ်။လို့ပြောတယ်ဗျာ။ကြားကြတဲ့အတိုင်းပဲ။ဟိုအကောင်က သူ့ကိုသဘောကျနေမှန်းသိတော့အဲ့ဒီအပေါ်မှာအခွင့်အရေးယူတာပဲ။ဟိုကောင်အနေနဲ့သူ့လက်ကိုစက္ကန့်20လောက်ကန်မိလိုက်တဲ့အတွက်လီယာတန်းပေးရမယ့်အပေါက်တော့ရောက်သွားပြီ။ကောင်းပါလေရောဗျာ။ ကျို့အနေနဲ့ဒေါသလည်းဖြစ်တယ်။မနာလိုစိတ်လည်းဝင်တယ်။တစ်ချိန်တည်းမှာပဲယွန်းစရာဆက်ဆုပ်တဲ့စိတ်လည်းဖြစ်လာတယ်။အမှန်တော့ကျို့ဟာအယောင်ဝယ်လုပ်ငန်းတစ်ခုအတွက် ပွဲစားလုပ်ခဲ့တာဗျ။အခုသူ့လုပ်ပုံတိုင်းဆိုရင်မမမကန်နဲ့ချီးချီးရကိစ္စတစ်ခုမှာ ကျို့ကအောင်းတော်ဝင်လုပ်ပေးတယ်လို့ဖြစ်နေပြီ။ကျို့ဘာပြောမိတယ်ဆိုတာသတိမထားနိုင်တော့ဘူး။ဒေါသတကြီးနဲ့ဒီမဲမင်းသမီး ကျွန်တော်ဟာအိမ်ပွဲစားတရားဟုတ်ဗျပြည့်စံကောင်းတရားမဟုတ်ဘူးလို့ပြောပြီးအခန်းထဲကပြန်ထွက်လာခဲ့တယ်။ဘယ်လိုလဲဘရိုင်ယက်ဒီရှင်ကဘာဖြစ်သွားတာလဲလို့ပြောလိုက်တဲ့အတန်ကိုတော့ကျုပ်ကြားလိုက်ရသေးတယ်။အဲ့ဒါဟာသူ့ရဲ့ချွတ်မြတဲ့အတန်ကိုကျုပ်နောက်ဆုံးကြားရခြင်းပဲ။နောက်လတော်ကြမှာကျုပ်ဟာမင်းသမီးရဲ့အစီခံအန်တိုနီယိုနဲ့ဆုံမိတယ်။ကျုပ်က မင်းသမီးကဘလို့လဲကွာလို့မင်းမိတယ်။ तू လက်ထက်တော့မင်းဗျ။ဘသူနဲ့လဲကွာသူလက်ထက်မဲ့လူကသူ့အခန်းကိုဝဲခဲ့တဲ့တန်တိုဖီဆိုတဲ့လူမဟုတ်လားသူလက်ထက်မှာကအီတလီတောင်ပိုင်းကမင်းသားတစ်ပါးဗျာသူ့အဖိုးရွယ်လောက်ရှိတဲ့အဖိုးအုပ်ကြီးတယောက်ပေါ့ဗျာဒါပေမဲ့အဖိုးကြီးကတိတ်ချမ်းသာတယ်သူကတော့ ခုတက်ထီလှတော့မဲလားနတ်မိမဲတပားရဲ့အလှကတပြားသားမှမရော့သေးပါဘူးဗျာနားဆင်အားပေးခဲ့ကြတဲ့မောင်နှမများအားလုံးကိုကျေးဇူးတူပဲတင်ရှိပါတယ်ရှင်ရှင်စတို့အပိုင်း၁၆မှာပြန်လည်ဆောင်ပြေးကြမယ်နော်